မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်2025ခုနှစ်ယနေ့ဆိုကျွန်တော်ဒီဇင်ဘာလ9ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ရဲ့နာမပုံကြီး၍မင်္ဂလာရှိပါစေ။ မွန်နေ့တော်ချိန်ကာလဖြစ်တဲ့ကြောင့် Merry Christmas to you all လို့လည်းထပ်မံပြီးနှုတ်ခွန်းဆက်လိုပါရယ်ဆုတောင်းကြပါစို့အဖဖခင်နှုတ်တော်အားဖြင့်တိဆောက်ဆရာဖြစ်စေပါနန်းနေတဲ့တမန်တော်ကိုရောယူဆောင်ဖော်ပြပါအခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါရယ်ဖခင်အာမင်ဖျက်ရှင်ရဲ့ကြီးစွာတော်ကိုချီးမွမ်းပါနောက်ကားတိုင်းပေါ်ကဓမြကြီးမပြောင်းလဲတဲ့ဓမြကြီးလူโซကြီးပေါ့အသက်တာမပြီးခဲ့ဘူးမေရိုမာရီသူ့ရဲ့ခန္ဓာစိတ်ဝိညာဉ်သူ့ရဲ့ အပြူကညာဘဝကိုပြီးခဲ့တယ်သူဘိုက်ကိုပြီးခဲ့တယ်ဒါကျွန်တော်အများကြီးနားထောက်ခဲ့ပြီနံပါတ်2ကတော့ယောသတ်ယောသတ်ကသူအသက်တာကိုဖျားတော့ပြီးခဲ့တယ်ဒါလည်းကျွန်တော်မင်းကြီးအများကြီးနားထောက်ခဲ့ပါပဲနံပါတ်3တတိယတယောက်ကတော့တတိယတစ်ဖွဲ့ကတော့ပညာရှိများအဲ့တော့ပညာရှိတွေကတော့ကျွန်တော်တို့ခရစ်စမတ်နဲ့ပတ်သက်ရင်တော့အလွန်တရာမှယဉ်နီးပြီးတော့ Christmas ချိန်ကသမယမှာပညာရှိတွေအကြောင်းအမျိုးမျိုးပုံပုံကျွန်တော်ကြားရပါတယ် အဲ့တော့ဒီကနေ့တော့ကျွန်တော်အများကြီးမပြောပါဘူးသူတို့ ਨੇ ပတ်သက်တဲ့အရေးကြီးတဲ့အချက်ကလေးပဲကျွန်တော်ပြောသွားမှာဖြစ်တယ်အဲ့တော့သူတို့ပြီးတတ်တဲ့အသက်တာရဲ့ထူးခြားမှုတွေကိုကျွန်တော်ဖော်ပြမှာဖြစ်တယ်အဲ့တော့မသိခန်းကြီးနဲ့ငယ်30ကနေ17ထိဖတ်ရင်ဒီကျေကိုမြင်တဲ့အခါသူတို့ကဝမ်းမြောက်ဝမ်းသာခြင်းရှိတယ်မေရိုမာရီနဲ့တကွသူငယ်တော်ကိုမြင်ပြီးတော့ဖူးတွေ့တယ်မိမိတို့ရဲ့ဥစ္စာပါဏာတွေကိုဖွင့်ပြီးတဲ့အခါမှာနော်လောဘမူရန်ရွှေကိုသူတို့စက်ကပ်ပူဇော်ကြတယ် အဲ့နားလည်အောင်ပြောရင်တော့ပညာရှိတွေကသခင်ယေရှုကိုလာဖူးတာလာဖူးတာဒါပေမဲ့ကျမ်းစာထဲမှာသခင်ယေရှုကိုဟေရုမင်းကြီးကြတော့လာမဖူးပဲနဲ့သူကဖန်စီပြီးတတ်ဖြတ်ဖို့သူကလုပ်တာတောင်ပညာရှိတွေတတ်တာနဲ့ဟေရုမင်းကြီးတတ်တာကွာတယ်ဟေရုကတော့သခင်ယေရှုကိုဖမ်းမယ်တတ်မယ်ဒါပဲသူစဉ်းစားတယ်ဒါပေမဲ့ပညာရှိတွေကြတော့သခင်ယေရှုရှင်ရောက်လာပြီးဖူးတွေ့မယ်လို့သူတို့က ယုံကြည်ခြင်းနဲ့လာတဲ့အခါတကယ်ပဲဖူးတွေ့ခြင်းအခွင့်ကိုသူတို့ရတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်ဖခင်ကိုပတ်သက်တာကကျွန်တော်ဘာမှမရှိလေရတယ်။ဒါပေမဲ့အတိတ်ကယုံကြည်ခြင်းရှိရင်ပတ်သက်လို့ရတယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်မွန်းကြီးတော်ရှင်သခင်ယေရှုခရစ်တော်ကကျွန်တော်ရဲ့ယုံကြည်ခြင်းကိုပဲသူအတိတ်ကလိုချင်တာဖြစ်တယ်။တောင်းဒီပညာရှိတွေနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ပထမအပိုင်းမှာပေါ့အချက်ကလေး6အရွယ်မတူဘူး။ဒါပေမဲ့သူတို့ sorry ပါကျွန်တော်ယုတ်တိရ line ချသွားလို့ဖြစ်ပါတယ်နော်ဒါကြောင့်ပြည်ညာရှိမြာတို့မတူတဲ့6ချက်ကနံပါတ်1လူမျိုးမတူနံပါတ်2နေရာမတူနံပါတ်3အထွေးခေါ်မတူနံပါတ်4အသားရည်မတူနံပါတ်5လက်ဆောင်မတူနံပါတ်6တို့အသက်အရွယ်မတူအဲဒါမဲ့တို့မှတူညီတဲ့အချက်ကယုံကြည်ခြင်းတူတယ်အဲဒါကြောင့်တို့ကပေါင်းစည်းပြီးလာလို့ရတာဖြစ်တယ်ဟောဒီကနေ့ကျွန်တော်ရဲ့တက်တာမှာယုံကြည်ခြင်းတူခြင်းကိုက အောင်ဩပွေသောအရာတွေကို မြင်တွေ့ရတယ်။တောင်းသူသခင်ရှုခရစ်တော်ကိုယုံနေယုံကြည်ခြင်းတူပြီးလာတဲ့အခါဖူးတွေးခွင့်ရသွားတယ်။ဒါနံပါတ်၁သူတို့နဲ့ပတ်သက်ကဲဒီမှာနေဒီချက်ကသူတို့ကလာတဲ့နေရာတွေဝေးတယ်။သူတို့လက်ဆောင်တွေကလည်းတံပိုးကြီးတယ်။သူတို့အပင်မန်းလည်းခံရတယ်။အဖိုးကလည်းပေးရတယ်။အဲ့ဒါသူတို့၃ယောက်မှာနံပါတ်၁တူတဲ့ချက်ကစေတနာစိတ်တူလို့ဖြစ်တယ်။ ။နောက်ကျမ်းစာမှာပြောတယ်ပြုလေသမျှ၌စေတနာစိတ်နဲ့ပြုပါလို့ပြောပါတယ်။ဒီလောကကြီးမှာလူတွေရဲ့စေတနာပြတ်သွားပြီ။မေတ္တာပြတ်သွားပြီ။နော်။လူမှုဝန်းကျင်မှာလည်းချစ်ဝတ်တွေပြတ်ကုန်ပြီ။ဒါပေမဲ့ပညာရှိတွေကစေတနာမပြတ်ဘူး၊မေတ္တာမပြတ်ဘူး၊ချစ်ဝတ်မပြတ်ဘူး။သူတို့ယူသေးလေးမျက်စွာဖြင့်လာရောက်ဖူးမြင်တယ်။သူတို့သခင်ရှုခရစ်တော်ဟာဖခင်သခင်ရဲ့တပါးရီသောသားတော်ဆိုတော့သူတို့ဝန်ခံတယ်ဗျ။အဲ့ဒါထူးခြားတယ် ။ဒါကြောင့်သူတို့အချောင်းကသူတို့နာမည်ကျမ်းစာမှာမပါဘူး။သူတို့၃ယောက်လို့လည်းကျမ်းစာမှာမရေးထားဘူး။ဒါပညာရှင်၃ယောက်လို့ရေးထားတဲ့ကျမ်းပိုက်တစ်ခုမှမရှိဘူး။မြန်မာကျမ်းစာမှာသိချဖတ်ကြည့်မရှိဘူး။မရှိဘူး။ဒါပေမဲ့လက်ဆောင်၃ခုဖြစ်တဲ့ကြောင့်ဒါ၃ယောက်လို့ခန့်မှန်းတာ၃ယောက်။တော့သူတို့ရဲ့နာမည်လည်းမပါဘူး။သူတို့ ਨੇ ပတ်သက်တဲ့အရာကပညာရှိများလို့ပဲဖော်ပြတယ်။နာမည်မပါပေမဲ့ တို့ရဲ့သမိုင်းကနှစ်နှစ်ထောင်ကျော်ထိခိုင်ခန့်ပြီးတည်မြဲနေတယ်။အဲ့ဒါဘာစိတ်ရှိလို့လဲစေတနာစိတ်တောင်ဒီနေ့ကျွန်တော်တို့ပြုလေသမ ्या တို့နိုင်စေတနာစိတ်နဲ့ပြုပါကအဲ့ဒီအရာကိုဖရာကပြင်ဆင်မယ်ပညာရှိများကဲ့သို့ခိုင်ခန့်မြဲမြံတဲ့ကောင်းကြီးခံစားရကဲတော့သူတတိယချက်ကတော့ဘာလဲဆိုတော့သူတို့ကတကယ်ရှုသွားဖူးတွေ့ပြီးတော့ပြန်တဲ့အခါခေရုမင်းကြီးကိုသူတို့ပြန်ပြီးတော့တကယ်ရှုရဲ့နေရာကိုသူတို့ပြောတော့မှာ ။ဒါကြောင့်ကောင်းကင်တမန်ကသူတို့ကိုဖြာရီယူပါယုံပေးပြီးခြားနာတဲ့လမ်းနဲ့ပြန်ခိုင်းတယ်။ပြန်ခိုင်း။ဟောဒီအောင်ကြည့်ရပြန်အလားလမ်းနဲ့သူတို့ အပြန်လမ်းမတူမတူ။လာတဲ့လမ်းမှာတော့သူတို့မှပင်ပန်းခြင်းနေကြည့်ကြည့်ပြီးလာတယ်။ Sorry ရုပ်တရက် လိုင်းထက်ကြပါလို့ဖြစ်တယ်အဲ့တော့ခြေချင်းပြီးလာတဲ့အခါမချင်းသေးတော့ဟီရိုမင်းကြီးကိုဝင်မေးတယ်ဟီရိုကလည်းမသိဘူးဒါပေမဲ့ကျန်းကိုကြည့်လိုက်တယ်ကျန်းစာကြည့်လိုက်မှချင်းသေးတော့တယ်အဲ့ချိန်မှာပဲသူတို့တခေရှုလာဖူးတွေးတဲ့အခါသူတို့လာတော့ကတော့အမျိုးမျိုးဖုံပုံနဲ့သူတို့လာရရှာတယ်ဒါပေမဲ့ကျန်းကတော့သူတို့လမ်းပြတယ်တခေရှုရှေ့ရောက်အောင်ကိုပို့ပေးလိုက်တယ်ကျန်းကအဲ့ဒါလေဖခင်ကသူတို့ကိုပြင်ဆင်ထားတဲ့အရာပဲ တော့ဘုရားရှိတွေ့ခြင်းဘုရားရှိလာခြင်းဘုရားနဲ့ပတ်သက်ခြင်းသခင်ရှုနဲ့ပတ်သက်ခြင်းနဲ့သူတို့ကသခင်ရှုကတခုမှတခုပြင်ဆင်ထားတယ်ဆိုတာအဲ့ဒါပညာရှိတွေအတွက်ကျေပြင်ဆင်ထားတယ်မဇကေသခင်ရှုနဲ့တွေ့ခြင်းတော့ဇကေကိုလူတွေကနှိမ်နေမပတ်သက်ဘူးယွန်းနေအရက်ကလည်းသူကနည်းနည်းနှိမ်နေကြ